ဝေတာလီပြည်ကကြီးသုံးပါကြာရောက်ဖြစ်ပေါ်လာတဲ့အခါဝေတာလီကလက်ဆွေမင်းတွေကမြတ်စွာဘုရားကိုပြင်ညာတယ်ပြင်တဲ့အခါမှာရာဇဂျုံမျိုးကပင်မိတာရာမင်းကြီးရှိအကူကြီးတောင်းပြီးတော့ရာဇဂျုံမျိုးဝင်လွန်ကြောင်းမှာသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုသူတို့နိုင်ငံအရောက်ပြင်ညာတာဖြစ်တယ်မြတ်စွာဘုရား ဝေတာလီကြွတဲ့အခမ်းအနားဟာလွန်ကြီးကျယ်ဝေတာလီပြည်မှာ ပထမကတ်ကြီးသုံးပါးဆိုကတ်ဆိုတာတွေကအခုကအမျိုးမျိုးပြောနေကြတာတယ်လီဖုန်းတွေကကတ်လဲကတ်ခွန်နေကြတာเนาะအင်္ဂလိပ်လိုအခုဒီကတ်ကတော့ကပ်ပဆိုတဲ့အထိပ္ပယ်နဲ့လားเนาะအင်္ဂလိပ်ကတ်ဆိုတဲ့စကားလုံးနဲ့မတူဘူးအဲ့ဒါကြတော့ဓာတ်ရင်းနဲ့တပ်ပြီးတော့ရေးတယ်ကပ်ပလို့ဆိုတဲ့လားတဲ့ကတ်ကြတော့ပတ်ဆောင်နဲ့တပ်ပြီးတော့ရေးရကပ်ပဆိုတာ အချိန်ပိုင်းတစ်ခုလို့ဆိုလို့အချိန်ပိုင်းတစ်ခုကဲအော်လို့ဒီဇက်စတာလို့ဆိုရသောငရင်ကြီးလှုပ်သွားလို့ပျက်စီးဆုံးရှုံးသွားတဲ့အချိန်ပိုင်းတစ်ခုမိုးကောင်ရေရှားပြည့်ပြီးလူတွေဒုက္ခရောက်နေတဲ့အချိန်ပိုင်းတစ်ခုစစ်မဲ့ဖြစ်ပွားပြီးတော့ဒီစစ်ဝေးဒုက္ခတွေကြီးပြေလွှားပြီးပုန်းခိုနေရတဲ့အချိန်ပိုင်းတစ်ခုတို့ရဆိုလို့ကပ္ပရဲ့အတိတ်ပဲကကြီးသုံးပါဆိုတာ အဲ့ဒီအချိန်ပိုင်းကြီး၃ခုလို့ဆိုလို့တယ်တစ်ခုနဲ့ဆက်ဆက်ပြီးတော့တယ်ဘယ်အစတော့လို့ဆိုဝိသလီပြည်မိုးခေါင်တာအစမိုးခေါင်တဲ့အခါကျတော့သူခေတုံးကရိတ်ခါတွေဟိုပုတ္တိပို့ပို့ရလဲလွယ်ကူမှုမရှိဘူးရှင်ဆိုတာလည်းပဲဆင်းရင်မြင်းရင်လဲရင်တော့ပဲရှိတာဝိလန်နဲ့ဒေတာတွေကိုရောက်အောင်ပို့ဖို့ဆိုတာဂဏိခေလို့မလွယ်ဘူးပေါ့နော်ဂဏိခေကတော့တော်ရော့ အရာတွေကိုလင်းလင်းမြန်မြန်ရိတ်ခါတွေထောက်ပတ်တဲ့အလုပ်တွေလုပ်နိုင်လာအဲ့ဒီခေတ်တုန်းကဒီသိပ်ပြီးတော့အလွန်ကြီးမဝေးတော့လေ သွားရေးလိုက်လွယ်ကူမှုမရှိသည့်အတွက်ကြောင့်တဏှာငတ်နေလို့ရှိရင် နောက်တဏှာဖြည့်ရှင်းပေးနိုင်မှုအလွန်ခက်တယ်အဲ့တော့ဝေးသားလိပြီမှာ ပထမမိုးခေါင်လိုက်တာကျွတ်ကျွတ်ကျောင်းမက်ဆရာကောင်းမိုးကခေါင်လိုက်တဲ့အခါကျတော့ စဘာတိနံနေစိုက်ပြောရမယ်အချိန်စိုက်ပြောလို့မရအဲ့တော့ရှင်းတော့လို့ဒီကမထွက်ရင်ဟိုကဒီကအယောင်းဝယ်ဆိုတာလည်းများစွာမရှိကြဘူးကိုစားဖို့ပဲကိုစိုက်ကြတာဖြစ်နေဖြစ်နေတော့ဝေဒာလီရဲ့လူဥယေနဲ့ဝေဒာလီမှာမိုးခေါင်သည့်အတွက်ကြောင့်စိုက်ရမယ်လေပြီလေတွေကစိုက်လေသမျှတွေကလည်းအကုန်လုံးရှင်းမရလို့ ညှိုးချောက်ပြီးပျက်စီးသွားမျိုးစဘာတွေဆုံးရှုံးသွားကြအဲ့ဒီလိုမျိုးစဘာတွေဆုံးရှုံးသွားကြတော့လူတွေရဲ့လူအများစုမှာရိတ်ခါတူလောင်ထားတာမရှိကြအောင်မရှိတော့တော်တော်စောင့်နေဒုက္ခရောက်လာကြမစားရတဲ့လူတွေများလာတော့တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းဖြည့်ရှင်းမပေးနိုင်ဘူးသူတို့ဒါတွေဆန္ဒပါမရတဲ့အခါကျတော့စောင့်နေဒုက္ခတွေရောက်ပြီ မိုးခေါင်တာကိုကြောင်းပြုတ်ပြီးတော့အစာရေစားငတ်မို့ခေါင်းမတဲ့လူတွေကဝါလဲအောင် မစားရအောင်မစားရရုံမကဘူးနောက်ဆုံးအာရတ္တတိချုပ်တဲ့ပြီးပိန်လီပြီးယောဂဝိရဏတွေကဖြစ်လာတယ်အဲ့တော့ပထမကငတ်မို့ခေါင်းမခြင်းလို့ခေါ်တယ်ဒုဗ္ဗိခန္တရကဒုဗ္ဗိခဆိုတာဗိခဆိုတာအစာရေစားဒုဆိုတာမပြည့်စုံတာ အစာရေစာမပြည့်မစုံဖြစ်လာတဲ့အခါမှာလူတွေရဲ့သဘာဝအတိုင်းဝါအောင်မစားရဘူးကြမ်းအောင်မစားရဘူးအာရဒပြေဝအောင် မရဘူးဆိုတဲ့အခါမှာဘာဝင်လာတော့ဆိုယောဂဝင်လာငတ်မွတ်တဲ့ပိုင်းခြားကြီးကိုဒုတ်ပိတ်ခန္ဓာကလို့ခေါ်တယ်။အဲ့ဒီအခက်တွင်းမှာထပ်ဆင့်ပြီးတော့ဒီရေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုတာ။ဘာဖြစ်လာတော့ဆို စာရေးစာမစားရတော့ငတ်မို့ခေါင်းမလာပြီယောဂါတွေဖြစ်လာအဲ့တော့ယောဂါဖြစ်ပေါ်လာတဲ့အခါလူတွေဟာတေတေဆုံးလာကြစာရေးစာပြက်လက်မှုပဲဆက်သွဲပြီးတော့အဲ့ဒီယောဂဝေဒနာတွေဖြစ်လာတာရောဂန္တရကလို့ခေါ်တယ်နော်ယောဂါဖြစ်နေတဲ့အချိန်တိုင်းအဲ့ဒီယောဂါတွေဖြစ်လာတဲ့အခါလူတွေဟာတေခဏခဏတေကြတော့လူတွေအသေးများတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင် လောကမှာကြံ့ကြံ့ထန်းထန်းနဲ့လူတွေကမမြင်ရတော့လည်းပဲလူတွေကိုနှိပ်စက်ခြင်းနဲ့တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကလည်းရှိတာနော်တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကရှိဘလူတွေတရေတဲ့ဘက်တွေကလူတွေလက်လက်ဆက်ဆက်သိဆုံးလာကြတဲ့အခါသူတွေသူတို့ကလူတွေအလောင်းတွေကိုအမိပြုတ်ပြီးတော့မြို့ရဲရွာတွေထီအောင်ရောက်လာပြီးယောဂဖြစ်အောင် သူတို့ကဖန်တီးလာကြတယ်ဖန်တီးလာကြတယ်အဲ့ဒါကိုအမနုဿတရကလူမဟုတ်သူတို့ရဲ့ဒုက္ခပေးတာအဲ့ဒါကိုဝေဒာလိပြေမှာကကြီသုံးပါလို့ပြောတာနော်ခုခေတ်ပြောတဲ့တယ်လီနောတို့ MPD တို့ဥရဒူးတို့ပြောတာမဟုတ်ဘူးအဲ့ဒီကကြီသုံးပါကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီမှာဒီအချိန်ပိုင်းကြီးသုံးမှုဟာဆက်ဆက်ပြီးတော့ဖြစ်တယ် ငမထာကိုအကြောင်းပြုယောဂဖြစ်ယောဂဖြစ်ပြီးလူတွေတည်ကြတာကိုအကြောင်းပြုပြီးတော့တရေတဲ့ဘက်ဒီကောင်တွေကလူတွေမှာဝင်ပူးကပ်ပြီးတော့နှိမ့်ဆက်လာတဲ့အခါလူတွေဟာပို့ပြီးတော့တည်ဆုံးလာကြဒါတွေကင်းပြောင်းအောင်လုပ်ဖို့ရအလွန်ခက်ခဲလာအလွန်ခက်ခဲတော့အာကိုရလိုက်ရှာတော့ရဟန်းတော်မှကြွလာလို့ရှိရင်ဒီဘေးဟန်အနေတွေကငြိမ့်သွားတယ်လို့ယုံကြည်ကြတယ် ဘုရားဘာသာဖြစ်လို့ပြင်တာတော့မဟုတ်ဘူးဒီယုံကြည်ချက်နဲ့သူတို့နီလန်အတိုင်းလောက်ကြတော့လဲပဲဒီမပြောက်ဘူးအဲ့ဒီကတ်ဆိုးကြီးကမလွတ်ဘူးမလွတ်တာနဲ့ဒုရယအလုံးများစွာသိဆုံးကုန်ကြတဲ့အခါဝိသလိမြေကြီးဟာ6ကပ်ပြီးတော့ကိုလူတွေဟာစိုးရင်ထိတ်လန့်တစ်ချိန်လုံးကဗမာပြည်မှာလဲဒီ ုတိယကမ္ဘာစစ်ကြီးပြီးလို့ဂျပန်တွေနဲ့အမေရိကန်ပြန်ဝင်လာအင်္ဂလန်ကအင်္ဂလိပ်တွေပြန်ဝင်လာပြီးဂျပန်တွေတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းအချိန်လေးမှာမဖြစ်တယ်ဆိုပလေယောဂါဆိုဖြစ်တယ်နော်မိလိုက်တဲ့လူတွေလည်းသိမယ်မမိလိုက်စာရိဘတ်ဖူးရင်လည်းသိကြတယ်ရွာလုံးချပျက်စီးတာတွေရှိရွာပြင်ထွက်ရတာတို့ရှောင်းတိန်သွားကြရတာတို့အဲ့လိုပလေယောဂါထဲမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းတော်တော်များများရှိတယ် ဘုန်းကြီးတို့သာသနာဘက်ကဆိုလို့ရှိရင်စာပေချမ်းကအလွန်တက်တယ်လို့ဒီကနေ့ခေတ္တီအောင်ပဲနာမည်ကြီးတဲ့အဗျာရမရွှေကူတိုက်မန္တလေးမြို့52လမ်းကအဗျာရမရွှေကူတိုက်ဆရာတော်ဘုရားကြီးဆိုပလိယောဂါတွေပါသွားတာပလိယောဂါဖြစ်ပြီးပြန်တော့တက်တော့60ပါဝင်တယ်မတမ်းမဆုံးရှုံးတယ်အဲ့တော့ဗမာပြည်မှာလဲပလိယောဂါဖြစ်လို့တယ်ဆိုပြီးတောရွာတွေတို့ ဝေးလံတဲ့ရက်တွေသွားစာတင်လိုက်တွေစာမတင်ရဘူးအဲ့လိုအခြေအနေမျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့ဘူးတွေပေါ့ပြိတ်တွေရွတ်တယ်မရဘူးအဲ့ဒီတော့ကနဝမရွှေချင်းသာသနာပိုင်ဆံခင်းဆရာတော်ကြီးဆိုတာဒနုပြူနားကဒမြူဒနုပြူတစ်ဖက်ကန်းကဆံခင်းရွာဆိုတာရှိတယ်အဲ့ဒီဆံခင်းရွာမှာလေလူတွေပြိယောဂါဖြစ်တယ်ပြိယောဂါဖြစ်တဲ့အိမ်နဲ့တိမ်စင်ပြိယော ရှေ့ကရွတ်သွားနောက်ကသေးအဲ့ဒီလူတွေဖြစ်လာတော့ဆရာတော်ကြီးကနောက်ပိုင်းကျတော့ဘာတတိယတော့ဆိုအထာဏမေတ္တကဒီသစ္စာစကားလေးထည့်ပြီးတော့ရွတ်လိုက်တဲ့အခါအဲ့ဒီကစပြီးတော့ပရိရွတ်တဲ့အခါမှာအောင်မြင်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ်။ဒါကြောင့်မလို့အထာဏမေတ္တကာရလေးကိုထည့်ရောရမယ်လို့ဆိုဒီလိုဆိုတော့သစ္စာစကားကိုထည့်ပြီးတော့ရွတ်အဲ့ကြတော့မှပြေရော ပြိယောဂါကိုတားဆီးနိုင်ပြီးရက်တန့်သွားတယ်အဲ့ဒီတဏိဗျူနာစံကင်းဆိုတာခဏိအထိပြောစမှရှိတော့မယ်เนาะဆရာတော်ကြီးတက်တော်ထကြရှိတော့အထနာမီတာဒီသစ္စာစကားကိုသူစီလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းစာရွက်လေးတွေဝေပေးတယ်ရအောင်ချက်ခိုင်းတယ်ဒီလိုလုပ်တယ်ဆရာတော်ကြီးသူကိုယ်တိုင်အကျိုးရှိရှိသုံးပြခဲ့တာမို့ဒါသစ္စာ စွမ်းအားနေနဲ့အမြဲတမ်းကောင်းတယ်လို့ဆိုပြီးတော့အဲ့ဒီတော့မှသိကြရတယ်ပေါ့နော်